reading အားနည်းလို့ဘယ်လိုလုပ်ရမလဲစိတ်ပူစရာမလိုပါဘူး။အခုပြောပြပေးတော့မယ်။ reading skills တွေ underrated ဖြစ်တဲ့ secret website 6ခုနဲ့လေ့လာမယ်ဆိုရင်ပြင်းစရာမကောင်းမင်းနဲ့ပေါ့ပေါ့ပါပါလေ့လာနိုင်မယ်အပြင်အချိန်နဲ့မျှတိုးတက်လာမယ်ဆိုတော့100%တည်ကြပါရစေ။ website တစ်ခုချင်းစီကို highlight လေးတွေနဲ့အတူ sharing လုပ်ပေးမှဖြစ်လို့ကြည့်ကြည့်အောင်ပါ။ number 1 Cambridge English travel, science fiction နဲ့ shopping ကြောင်းစိတ်ဝင်စားတဲ့သူတွေအတွက် Cambridge English က reading တွေကဖတ်လို့အသင့်တော်ဆုံးပါပဲ။ ကိုရဲ့အင်္ဂလိပ်စာလေးပဲလိုက်ခွဲထားပေးပြီးတော့ရွေးချယ်ဖတ်နိုင်ပါတယ်။ဒါရင်မကတည်ပါဘူး။ reading တစ်ခုကျင့်စီပြီးတဲ့အခါမှာလေ exercise နဲ့ quiz လေးတွေတခါရဲပါပြီးသားမလို့ဖတ်ခဲ့တာကိုဘလောက်နားလည်ခဲ့လဲဆိုတော့အလွယ်တကူ test လုပ်ပြီးတော့စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ Number 2 USA lens business social trends နဲ့ american culture တွေကိုလေ့လာကျင့်တဲ့သူတွေအတွက်တနင်္လာနေ့အစောလင်းဖတ်နိုင်တဲ့ free website တစ်ခုပဲဖြစ်ပါတယ်။ beginner နဲ့ intermediate level ကြားရှိတဲ့သူတွေအတွက်အကောင်းဆုံး website တစ်ခုလည်းဖြစ်ပါတယ်။ ဗီဒီယိုကိုမှစာကြည့်ပဲဖတ်ရတာပြင်လာတဲ့အခါမှာ audio နဲ့ပါတွဲပြီးတော့နားထောင်ရင်လည်းလေ့လာနိုင်တာကြောင့် mass visit website တခုပါပဲနော် speaking listening vocabulary pronunciation အစားရှိတဲ့ skills တွေကိုလည်းလေ့လာနိုင်ဖို့ resource နဲ့ materials တွေကိုရှာကြည့်နိုင်ပါတယ် number 3 english club music movies technology နဲ့ short fiction စာရပြီးကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုဖတ်ပြီးတော့ reading test ပါဖြည့်ဆို့နိုင်တဲ့ website လေးတခုဖြစ်ပါတယ် ပေါ်ပေါ်ပါပါနဲ့ audio or video exercise vocabulary comprehension quiz နဲ့ discussion question များစွာကိုပါမှတ်သားလေ့လာနိုင်ပါတယ်။ reading scale လဲတိုးတက်ခြင်းနဲ့ဗဟုသုတလည်းရခြင်းနဲ့ဆိုရင်တော့ဒီ website ကမဖြစ်မနေသုံးသင့်ပါတယ်။ number 4 National Geographic Learning in Focus ခရီးသွားရတာကြိုက်တဲ့ vlog photography ဘိုင်းတွေဖတ်ရတာကြိုက်တယ်။အင်္ဂလိပ်စာကို motivational quote လေးနဲ့ဒူလေးလာရတာသဘောကျတယ်ဆိုရင်တော့ National Geographic Landings in Focus မှာ topic alike article တွေကိုဖတ်နိုင်ပါတယ်။ပို့ပြီးတော့ထူးခြားတာကတော့ article တစ်ခုစီတိုင်းမှာဖတ်ဖို့ကြာချိန်ဥမာရေးထားပေးတာဖြစ်ပါတယ်။ Number 5 Oxford Bookworms Library website တစ်ခုထပ်ပေါ်တဲ့ library တစ်ခုအင်္ဂလိပ်စာတွေကိုကိုယ့်ရဲ့ level လိုက်ဖတ်ချင်နေဆိုဒီထက်စုံလင်တဲ့နေရာထက်ရှိမှာမဟုတ်လို့ reading skill တိုးတက်ဖို့ဆိုရင်အခုပဲသွားကြည့်လိုက်ပါနော်။ free english placement test တွေကိုပါဖြစ်လို့ရတာမလို့ mass visit ပါပဲ number 6 breaking news english နောက်ဆုံးနဲ့အထူးအဆုံး resource တစ်ခုဖြစ်စေမဲ့ breaking news english နေ့စဉ် up to date english news တွေကိုဖတ်နိုင်ပြီး grammar exercise တွေကိုပါလုပ်နိုင်မှာဖြစ်ပါတယ် activities တွေကိုလည်း listening, reading, grammar နဲ့ other skills တွေတော့ပါလေ့ကျင့်လို့ရမှာဆိုတော့ english learner တွေအတွက်အကောင်းဆုံးပါပဲ။ အခုပြောပြပေးခဲ့တဲ့ website resource တွေအပြင် subtitle ပါတဲ့ videos လေးတွေကိုမြင်များကြည့်ပေးမယ်ဆိုရင်တော့ reading skills ကိုအလင်းမြန်တိုးတက်လာစေမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ sharing လုပ်ပေးသွားတဲ့ website နဲ့ resource လေးတွေကိုတိစာအသုံးပြုပြီးတော့ reading skill တိုးတက်အောင်လေ့ကျင့်ဖို့အကြံပြုလိုက်ပါရနော်။ See you again in the next video. Bye bye everyone.